There is no way to speed up the process. The, the, the government asked for humanitarian help. So but why we cannot expedite? Right. We cannot do it. We have the power to, to, to make a visa. So Myanmar is, is yes. uh, under shock right now. Everything is closed. So we don't get visas for two weeks, maybe. Mm. -hmm. Wow. So. Okay, so, so, so uh, ကဲကျွန်တော်တို့ရဲ့အချက်တော့ကိုဒီဝိုက်ရောက်ပေါ့နော်မြန်မာပြည်ကိုဝင်ခွင့်မရတော့ဘူးနော်အဲလက်ရှိမြန်မာပြည်မှာခံစားနေရတယ်ပေါ့နော်ငွေချင်းဘေးတွေကိုကိုယ်တိုင်ကိုကြနော်တွားရောက်ပတ်ဝန်းကျင်ကိုအတွက်ကြိုးပမ်းခဲ့တဲ့ကိုဒီဝိုက်ကြီးရပေါ့နော်တွားရခံနေနိုင်ပိုင်းအလိုမှာပဲပေချခံထိခဲ့ပါတယ်ပေါ့နော်ဆိုတော့ဘာလို့ပေချခံထိလဲဆိုတော့ပေါ့နော်မြန်မာနိုင်ငံမှာတဲ့အခုကငွေချင်းလှုပ်ခတ်မှုတွေကြောင့်ပေါ့နော်လင်ခီးစင်တွေခေတ္တခဏရှင်းနာထားတဲ့အတွက်ကြောင့်အတွက်ကြောင့်ဖြစ်ပါပဲဖြစ်ပါတယ်ပေါ့နော် အဲအဲ့ဒါကြောင့်ပဲပေါ့နော်အသွားပြန်လေးနမဖြတ်ထားတယ်ကိုဒီဝါကြီးအတွက်တော့ခဲလေးတို့များတိတ်ရကြဖြစ်ပြီးတော့မြန်မာပြည်ကိုဝင်ရောက်ခွင့်အိမ်မက်ကလည်းဆုံးသက်သွားပါပြီပေါ့နော်တကယ်လို့ပေါ့နော်သူ့အနေနဲ့မဖြစ်မနေမြန်မာပြည်ကိုဝင်ရောက်ခြင်းနဲ့ဆိုရင်ပေါ့နော်မြန်မာပြည်ဘက်ကနေထောက်ခံစာကိုယူရမှာဖြစ်ပြီးတော့အဲအဲ့ဒီထောက်ခံစာရဖို့အတွက်ကလည်းနှစ်ပတ်လောက်စောင့်ဆိုင်းရမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့တခုကောင်းရတာပေါ့နော် အရန်ကို risk များလုံးနဲ့ခီးစင်ကနေကိုဒီဝါကြီးလွတ်မြောက်သွားခဲ့တာပဲဖြစ်တာပေါ့နော်ဆိုတော့ဒီခီးစင်မှာမထင်မှတ်ပဲနဲ့ကိုဒီဝါကြီးကိုအဲမြန်မာနိုင်ငံကနေသူ့ကိုဖန်ဆီးပြီးတော့ထောင်ချနိုင်တယ်နော်။ဘာကြောင့်လဲဆိုတော့သူကကမ္ဘောဒီးယားနေမြန်မာနိုင်ငံမြန်မာနိုင်ငံမှာဒုက္ခရောက်နေပြည်သူတွေအတွက်အများနဲ့ speak out လုပ်ပေးနေတဲ့အတွက်သူ့ကိုဖန်ဆီးပြီးတော့ထောင်ချနိုင်တဲ့ခြေနေမျိုးတွေရှိတယ်။ဒါပဲဖြစ်ဖြစ်တော့ဒီအခြေအနေကနေကိုဒီဝါကြီးကတွေ့မြောက်သွားခဲ့တာပဲဖြစ်ပါတယ်ပေါ့နော်။ လိုပဲဖြစ်ဖြစ်ပေါ့နော်ကိုဒီဝါကြီးရေပေါ့နော်မြန်မာနိုင်ငံပေါ်ထားတဲ့ခြေတဲ့စိတ်ကအပေါ်ရမဟုတ်ဆိုတော့ကိုတို့မြန်မာပြည်သူတွေအနေနဲ့တိမြင့်ခွင့်ချလိုက်ချလာပြီဖြစ်တယ်ပေါ့နော်ဆိုတော့ကိုဒီဝါကြီးကိုလည်းကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေလောက်တိခြေတဲ့ဆိုတဲ့အကြောင်းသိအောင်လို့ comment လေးမှာလည်း comment လေးမှာကိုဒီဝါကြီးကိုကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေတော်တိချစ်ရဆိုတဲ့အကြောင်းလေးကို comment မှာလည်းဝင်ရောက်ကြည့်ပေးချေချောက်ကိုတောင်းဆိုလိုပါတယ်နော်ဆိုတော့စုံကြည့်ပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်